ဗာကေးရှင်းဟ ோம் တလုံးကိုရည်ရွယ်ထားတယ်ဆိုရင် တော့တော်တော်ပြီးပြည့်စုံတဲ့ခြံလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါဒီနေရာကိုဧကရစ်လန်မေးတင်ပေါ့နော်ကျွန်တော်အပြင်ကကြည့်တဲ့အချိန်မှာတိတ်မသိတာအတွင်းထဲကိုရောက်သွားတဲ့အချိန်မှာသူ့ရဲ့မြင်ရတဲ့ view ကိုမြင်ပြီးတော့ကျွန်တော်တော်တော်လေးကိုကြိုက်မိတဲ့အထက်မှာပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့ suite home ပြည်ဦးငယ်အိမ်ချမ်းမြေကကိုဖြိုးဖြစ်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ့်မြေခွက်ကပြည်ဦးငယ်မြို့ရဲ့ VIP ရက်ကွက်လို့တင်စားကြတယ်ရက်ကွက်ကြီး14ရဲ့ညောင်ဒီမှာတည်ရှိတာဖြစ်ပါတယ်အဲ့တော့ဧကရစ်လန်ကို လမ်းမေးတင်ထားတဲ့အကွက်ဖြစ်တယ် မျိုးရှောင်လန်းကိုလည်းဒဲပေါက်တဲ့လန်းနေထားမှုဖြစ်ပါလေတော့ချန်ချေဝန်းကလည်းတကယ်ကိုစိတ်ကြည်နေစီမဲ့အတိုင်းတာတွေမှာပါတယ်မျက်နှာစာက83မီရှိပြီးတော့ဘေးနှစ်ဖက်အရှိကပေတရာဆိုတဲ့အကျေအဝန်းတီရှိတဲ့ချန်ဝင်းလည်းဖြစ်ပါတယ်အဲ့တော့အဝင်းမှာဒါတကားဆိုလို့ရှိရင်လည်းဒါခောက်တကားတွေကိုတုံးထားပေးတယ်အဲ့တော့သူ့ရဲ့အဝင်းအုတ်ယိုးတိုင်ကြီးခောက်တကားတွေကလည်းတော်တော်လေးကိုမြင်းနဲ့အထဲမှာပါတယ်အဲ့တော့ဒီမှာအခုမိတ်ဆွေတွေမြင်တရတဲ့အတိုင်းမှာချန်ဝင်းကတော်တော်လေးကိုကျဲတဲ့အပြင် view ကလည်းဒါတော်တော်လေးကိုလာတဲ့အထဲမှာပါတယ် အုတ်တတိုင်းနေအားလုံးခတ်ထားပြီးသားအပြင်ကိုခြံဝင်းထဲမှာရေကလည်းတူးထားပြီးသားအဲ့တော့ဂုံးမြက်အနေထားမျိုးဆိုတော့ဒါအပေါ်စီးကနေပြီးတော့ view ကိုကြည့်ချင်တယ်ခံစားချင်တယ်မိတ်ဆွေတွေအတက်ကတော့တော်တော်လေးကိုကောင်းမွန်ပြီးအဆင်ပြေတဲ့ခြံဝင်းလေးဖြစ်ပါတယ်အဲ့တော့ခြံဝင်းရဲ့အရှိမာလည်းမီးတိုင်လည်းရောက်ထားပြီးသားမီးကလည်းတခါလေတန်းတွယ်လို့ရတယ်ဇီနုံးအနေနဲ့ကတော့ဒါသိန်း4000နဲ့900ခေါ်ဆိုရတာဖြစ်ပါတယ်ပါရှင်နဲ့ဓာတ်ရိုက်ကိုစိတ်ကြိုက်ဈေးညီနှံလို့ရပါမယ်မြေမျိုးစားကလည်းရက်ွက်ကြီးမြေအရှိအရက်လေးလေးဖြစ်ပါတယ်ဗျ